မင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကျွန်တော်ရဲ့မိတ်ဆွေခွန်ရက်သားသမီးအားလုံးတို့ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ17ရက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့မပြောခင်မှာဒီ17ရက်ပိုင်းမှာအစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်တဲ့ နေနံပိုင်ရှင်လေးရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့စက်တလာဝိုင်းဆိုတဲ့ကာလမှာကျွန်တော်ရဲ့ဗုဒ္ဓဟူ၊ယာဟူသာသမီ၊မိတ်ဆွေတို့အနေနဲ့အစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်ရမယ်လာတလာပဲဖြစ်ပါတယ်။အဲ့တော့ဗုဒ္ဓဟူယာဟူသာသမီမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင် ဘာကိစ္စကိုမစိုးလောက်တော့မယ်ဆိုလို့ရှိရင်တော့ခံစားစိတ်ခံစားချက်ကိုရှေ့တန်းတင်တာမျိုးတွေเนาะပြီးတော့မိမိရဲ့ခုနကအဲခုနကဒေါသထွက်တတ်တဲ့လူတွေစိတ်မြန်လက်မြန်ဆုံးဖြတ်တတ်တဲ့သူတွေဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီစတလာဝိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့အမားတွေများစွာနဲ့ကြုံရတတ်တယ် အဲ့တော့ကျွန်တော်တို့ဒီတလားစာမှာเนาะဒီကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနယ်နေရဲ့အကြောင်းကိုကျွန်တော်ပြောပေးနေတယ်ဆိုတာကကျွန်တော်တို့ခုနကညံ့နေတဲ့သူတွေကိုဖြစ်ပါစေဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးမဟုတ်ဘဲねเนาะဘာဘိုးပဲလှုပ်လို့တကယ်လှုပ်လို့နေတဲ့သူတွေမှာဒုက္ခတွေကြုံတွေ့ရမှာဆိုလို့ကျွန်တော်တို့အနေနဲ့ဒါအဆအဆရရရှောင်ရံလေးတွေနေထိုင် နေထိုင်ဖို့ပေါ့နော်ဒါကျွန်တော်ပြောပြပေးခြင်းဖြစ်တယ်ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒုက္ခဖြစ်ပါစေဆိုတဲ့ရောက်ပါစေဆိုတဲ့ပုံစံနဲ့ဒါကျွန်တော်တို့သုံးသပ်ပြီးတော့ဟောပြောပြသခြင်းမျိုးမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကတော့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေဒီ ျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်တော့ကံကိုပုံပြီးတော့စူးပုံနင်းတဲ့အလုံမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ငွေပမာဏအများကြီးရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုလည်းပဲရှောင်ရှားတင်တယ်မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာဘာသာရေးတွေကိုပိုးလောက်တင်တယ်အဓိဋ္ဌာန်တွေဝင်တင်တယ်အဲ့တော့ပြောရအချုပ်အပြင်းပြောရမယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေကို များများလောက်ကင်သင်သော နေ့နံပိုင်ရှင်တွေပဲဖြစ်ပါတယ်အဲ့တော့ ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်အကောင်နဲ့ဆိုးနဲ့ဒွန်တွဲနေတဲ့နေနံပိုင်ရှင်တွေကတော့ကျွန်တော်တို့တနင်္လာသားသမီးတောက်ကြသားသမီးစနေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာ အကောင်နဲ့ဆိုးနဲ့ဒွန်တွဲနေတဲ့ဒါလာတလာပဲဖြစ်ပါတယ်အဲ့တော့တနင်္လာတောက်ကြစနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာအလုတ်တွေလှုပ်တော့မယ်ဆိုလို့ရှိရင်တော့ မိတ်ဆွေတို့အနေနဲ့တေချာလေးစဉ်းစားပြီးတော့เนาะတေချာလေးသုံးတတ်မယ်တန်းဆုံးဖြတ်ပြီးတော့တန်းလောက်ကင်တာမျိုးတွေကိုမလောက်ကင်သင့်ဘူးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းဆိုတဲ့ကာလမှာကเนาะ ခုနကအကောင့်တဝက်အစိုးတဝက်ရောနှောနေတာမျိုးတွေဒါရှိနေတာဖြစ်တဲ့အတွက်မိษွေတို့အနေနဲ့အလုပ်တွေကိုလုပ်တော်တဲ့အခါမှာနော်ခုနကတဖက်လူပြောစကားမျိုးတွေကိုခုနကနားယောင်ပြီးတော့လောက်ကင်နာမျိုးမလုပ်ဖဲနဲ့မိမိရဲ့ဒီစိတ်ကူးစိတ်တန်းနဲ့နော်တေချာလေးသုံးတက်ပြီးခါမှာနော်အဲအလုပ်တွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တခြားအကြောင်းအရာကိစ္စတွေနဲ့ပဲဖြစ်ဖြစ်လောက်ကင်မယ်ဆိုလို့ရှိရင်နော်အမားလေးတွေဆုံးရှုံးမှုလေးတွေဒါရောနေစီမှာပဲဖြစ်ပါတယ်အဲ့တော့တန်နေလာသားသမီးတောက်ကြသားသမီး ီးစနေသားသမီးမိတ်ဆွေတွေကတော့ဒီစက်တလာပိုင်းမှာเนาะမိတ်ဆွေတို့အနေနဲ့ခုနကတော့ စတုလောက်ကိုင်းတဲ့လုပ်ငန်းမျိုးလေးတွေကိုတည်ထားပြီးတော့လောက်ကိုင်းတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစတလာပိုင်းမှာကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးကြာသာပရိသားသမီးအင်္ဂါသားသမီးမိတ်ဆွေတွေကတော့ဒီစတလာပိုင်းဆိုတဲ့ကာလမှာကတော့အဆအဆအရာရာမိတ်ဆွေတို့အနေနဲ့အရန်ခုနကတော့အားထုတ်စရာအားဆိုင်စရာမလိုဘဲနဲ့ပုံမှန်လေးစူးစမ်းမယ်ဆိုရင်ကျွန်တော်ရဲ့ဒီတနင်္ဂနွေကြာသာပရိအင်္ဂါသားသမီးမိတ် စွေတို့အနေနဲ့ဒီ7လပိုင်းဆိုတဲ့ကာလမှာเนาะအဲအစားအစာအရာရာအစဉ်ပြေမှုတွေအောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့တန်င်းကနွေသားသမီးအင်္ဂါသားသမီးဂျာသာရီသားသမီးမိတ်ဆွေတို့အနေနဲ့အလောက်ကင်တွေကိုလောက်ကင်တော့မယ်ဆိုရင်เนาะရဲရဲဝုံဝုံနဲ့เนาะမိမိတို့ဒီဆုံးဖြတ်ချက်ချပြီးပြီဆိုရင်စတင်ပြီးတော့အကောင့်ထဲပေါ်ပြီးတော့လောက်ကင်တာမျိုးတွေကိုလောက်ကင်တဲ့ချီတုံချတုံမလောက်ဖဲနဲ့ခုနကတော့ တွေဝင်းနေတာမျိုးတွေမလုံဖဲနဲ့မိဆွေတို့အနေနဲ့ဆုံးဖြတ်ချက်တွေကိုမြန်မြန်အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေကြာသာပြီးအင်္ဂါသားသမီးမိဆွေတို့အနေနဲ့ဒီစတလာဝိုင်းဆိုတဲ့ကာလမှာเนาะအစအစအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်နောက်ရက်မှလည်းပဲပေါ့နော်ကျွန်တော်ရဲ့ဒီမိษွေခုနှစ်ရက်သားသမီးတွေအားလုံးအတွက်ကျွန်တော်တလားစာဟောဇရန်ဗီဒီယို ဖိုင်လေးတွေကိုလည်းပဲကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုနော်အဲဒီဒီခုနှစ်ရက်သားသမီးမိษွေတွေအားလုံးအတွက်ဟောဇရန်ဗီဒီယိုဖိုင်လေးတွေကိုစောင့်မျှော်နေတဲ့ခုနကခုနှစ်ရက်သားသမီးတွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်တနေ့ချင်းစီတင်ပေးသွားမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ခொဏရသားသမီးမိတ်ဆွေတွေအားလုံးဒီစတလာပိုင်းဆိုတဲ့ကာလမှာเนาะအဆိုးဟူသမျှဝေးလွှင့်ပါစီကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစီမိတ်ဆွေတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းတွေဖြောင်းယူตาရပြီးတော့ငွေချေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာတွေလွယ်ကူပါစီလို့ကျွန်တော်စူတောင်းမြတ်တာ ပို့တာရင်စတလာပိုင်းတို့ကံကောင်းဆုံးနေနံလေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတတ်ပါတယ်အ ားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်။